မင်္ဂလာပါရှင်ဒီတစ်ခါကျမပြောပြချင်တာကတော့ဒီကစီကွန်ဘန်ကနေပြီးတော့တခြားသောဘန်ကိုငွေဘယ်လိုလွှဲမလဲဘန်တန်းကိုမသွားဘဲနဲ့ပေါ့နော်ဒီဆက်ဘုံကနေပြီးတော့ပဲဘယ်လိုထည့်ပေးမလဲဆိုတဲ့ဟာလေးကိုပြောပြချင်တာဖြစ်ပါတယ်အဲ့တော့ကြီးပြားလေးပါတယ်ဟာဘက်ကနေပြီးတော့အဲကောက်ကိုထုတ်ထည့်มาဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ပြီးလို့ချင်းဒီအောက်ဆုံးညာဘက်အောက်ဆုံးက catch the ball six ဆိုတဲ့ဟာကိုကိုကနှိပ်မယ်ပေါ့နော်ဒီ catch the ball six ကိုခလုတ်လေးကိုနှိပ်လိုက်မယ် ပြီးလို့ရှိရင်ခဏလေးစောင့်ပေးလိုက်မယ်ပေါ့နော်အဲ့မှာကိုယ့်ရဲ့ဒီကပ်ပြားကိုယ့်ရဲ့လှုပ်ဝဲနံပါတ်ကိုရိုက်ထည့်မယ်ဒီကိုယ့်ရဲ့လှုပ်ဝဲနံပါတ်ကိုရိုက်ထည့်ပြီးပြီဆိုလို့ရှိရင်ဒီအပေါ်ဆုံးကညာဘက်အပေါ်ဆုံးကခလုတ်ကိုနှိပ်မယ်အမ်ပြီးလို့ရှိရင်ခဏလေးစောင့်မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်သူကဘာသာစကားကိုယူခိုင်းတယ်အဲ့မှာကိုယ်အင်္ဂလိပ်ဘာသာစကားကိုယူလိုက်မယ်ပေါ့နော်အဲ့ဒီမှာပြီးလို့ရှိရင်သူကဒီကာစီကွန်ဘန်နဲကိုထဲမှာလားတခြားသောဘန်နဲကိုထဲမှာလားဆိုပြီးတော့မေးတယ်ပေါ့နော် အဲ့တော့ကိုကဒီအချားဘန်ကိုထည့်မှာဆိုတော့အချားသောဘန်အောက်ကဟိုနှိပ်မယ်ပြီးလို့ရှင်ဒီမှာဘန်အမျိုးအစားရွေးခိုင်းနေပေါ့နော်ကိုကဘယ်ထဲကိုသွားထည့်မှာလဲဆိုတော့အခုကျွန်မကတော့ဒီအဝါရောင်အယုဒယဘန်ပေါ့နော်အဝါရောင်ဘန်ကိုရွေးလိုက်တယ်ပေါ့နော်အဲ့မှာကိုအကောင့်နံပါတ်ကိုရိုက်ထည့်မယ်ပြီးလို့ရှင်ကိုထည့်လိုက်တဲ့အကောင့်နံပါတ်ကမှန်မှန်မှန်တရားပြန်စစ်မယ်နော်ပြီးလို့ရှင်အဲ့ correct ဆိုတဲ့ဟာလေးကိုမှန်တဲ့အခါကျတော့ဒီ correct ဆိုတဲ့အကလုတ်လေးကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာသူကဒီ100ရာ900ရာ1000ရာဟုတ်လားကြီးမွားနေတဲ့ဟာတွေပါလားဆိုတော့မေးမယ်အဲ အမှန်နဲ့ဆိုလို့ရှိရင် okay ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲပြီးလို့ရှိရင်ခဏလေးစောင်းလိုက်မယ်ပြီးလို့ရှိရင်အဲ့မှာအကောင့်နံပါတ်မှန်မှန်မှန်တင်ဆက်ပြစစ်လို့ရတယ်ပေါ့နော်အဲ့မှာဘုံပွင့်လာတဲ့ခါကျထည့်လိုက်မယ်ပြီးရင်ဘုံပိတ်သွားပြီအဲ့ဆိုရင်ခဏလေးစောင်းလိုက်ပါမယ်နော်အဲ့မှာဒီပတ်စံရေးနေတယ်ပေါ့နော်ကိုထည့်လိုက်တဲ့ပတ်စံမှန်မှန်မှန်ကြီးရေးနေတယ် ီလိုရှင်သူကအဲ့မှာကိုထက်လိုက်တဲ့ဟာက1000နန်းတရွေ500နန်းတရွေ1500မှန်တယ်ဆိုတဲ့ခါကျတော့ခီလေးနှိမ့်မယ်ပြီးလို့ရှင်နံပါတ်ရေထက်လိုက်တဲ့အမှန်လဲဆိုတော့အဲ့မှာပေါ်လာတယ်ပေါ့နော်အဲ့မှာတတိထားရမှာကဘာလဲဆိုတော့ကိုက1500ထည့်တယ်ဟုတ်ဒါပေမဲ့ကိုကဒီကာစီကွန်ဘန်ကနေတခြားဘန်ကိုထည့်တဲ့အတွက်1500အပြည့်မရဘူးပေါ့နော်ကိုကအဲ့မှာ90ဖြတ်လိုက်တယ်ပေါ့နော်ဖြတ်လိုက်တဲ့ခါကျအပြည့်မရဘူးဖြစ်သွားတယ်အဲ့ဒါလေးတတိထားဖို့ပါပြီးလို့ရှင်ကပ်ပြားလေးကိုထုတ်ယူဖို့မမေ့ပါနဲ့နော်ဒီမှာစီလီလေးရပါပြီဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်အဲ့မှာဟိုသူ90 ဖြတ်ခဲ့တဲ့ဟာလေးဖြတ်ခဲ့တဲ့ဟာလေး bracelet လေးဖြစ်ပါတယ်ရှင်ဟုတ်အဲ့တော့နောက်တခြားသိချင်တဲ့အကြောင်းအရာလေးတွေများရှိရင်လည်း comment မှာမှန်ကယ်လို့ရပါတယ်ရှင်โอเคကျေးဇူးတင်ပါတယ်ရှင်